ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ volunteer တန်ကနေအားလုံးကြိုဆိုပါရယ်ဆိုတော့ DHG ကတော့တကယ်ကိုဟိုတော်တော်များများမထင်ထားတဲ့အနေထားအနေမှာသူတို့ကနောက်တစ်ဆင့်ကိုရအောင်တက်သွားတယ်ပေါ့ဆိုတော့ဒီပွဲမှာတော့ပြောစရာတွေအများကြီးရှိရယ်ဗျာဆိုတော့ဒီပွဲတဲ့အကြောင်းကိုမပြောခင်မှာဒီပွဲမတိုင်ခင်ကအကြောင်းလေးတွေကိုနည်းနည်းပြောခြင်းနေဗျာအဲ့ဒါကဘာလဲဆိုတော့ဒါလီဗာပူးကရေပန်းစားခဲ့တယ် အဲ့လိုမျိုးပေါ့ဒါအန်ဖီမှာလည်းဖြစ်တယ်ပထမကြော့မှာလည်းကဘာဘူက1စီးနဲ့ဒါနိုင်ထားတယ်ဆိုတော့အန်ဖီကိုလာတဲ့ BHG ရဲ့ခီးလန်းဟာလုံးဝကြမ်းတမ်းခတ်ထန်နေမယ်ညှော်လင့်ချက်လုံးဝပါပါလေးပဲရှိမယ်ဘလို့မှတော်နိုင်အောင်မဖြစ်နိုင်ဘူးပေါ့နောက်တစ်ဆင့်ကိုဒါလီဗာပူးကတရေကြတာနဲ့နောက်တစ်ဆင့်တက်မဲ့အနေထားမျိုးပါလေအဲအဲ့ဒါမျိုးပေါ့အားလုံးလို့လို့ကဒါထင်ကြီးတွေပေးခဲ့ကြတယ်ပေါ့ဒါပေမဲ့ ဟိုသူများပြိုင်ဘက်တွေပြိတ်တက်တွေတခြားသူတွေကဘလို့ပဲထင်ကြီးတွေပေးနေပါစေဒါ PSG ကတော့သူကသူအစကတည်းကပွဲမတိုင်ခင်တည်းကသူတို့ကတော့သူတို့လှုပ်ရှားရှိတာကိုလုံမယ်အစွမ်းကုန်လုံမယ်အစွမ်းကုန်ပြင်ဆင်ထားခဲ့တယ်ပြီးတော့ဂျုံကြည်ချက်ရှိရှိနဲ့ပဲသူတို့ MV ကိုလာခဲ့ကြတယ်အဲ့လိုလာဖို့ရအတွက်လဲသူတို့လုံးဝ special ဂျုံကြည်မှုရှိတယ်လို့ special ပြင်ဆင်လာခဲ့ကြတယ် ဒါကအဲ့ဒါမျိုးပြဘောလုံးပွဲမှာကအဲ့ဒါမျိုးတွေတခြားသူတွေရဲ့စကားတွေကိုတိတ်နားရောက်နေလို့မရဘူးဥပမာမီဒီယာတွေပါတယ်ရဲ့ဘယ်သူကရေပန်းစားတယ်မစားတယ်ပေါ့အဓိကကအဲ့လိုပေါ့ပြိုင်ဘက်တယောက်အနေနဲ့ဆိုကိုလို့ဆရာရှိရလောက်ရမယ်ဥပမာဟိုကျွန်တော်ကျွန်တော်တို့ကိုကိုနိုင်ကပေါ့တခြားပြိုင်ဘက်နဲ့ရင်ဆိုင်ရမယ့်ခါမှာတခြားရေပန်းစားတာတွေ तू ကတားရမှာခဏထားလိုက်ဖြစ်နိုင်ခြင်းအရှိဆုံးလောက်ရမယ်အဲ့ဒါမျိုးပေါ့ရင်းဆုံးအဲ့ဒါကိုဒါကကျွန်တော်ကချီးကျူးခြင်းနဲ့ဘာလို့ဆိုတော့ MF ဆိုတာကတကယ်တည်းလည်းလုံးဝခက်ခဲတယ်ဟုတ်တယ်အားလုံးသိတယ် ြောရရင်တော့ Premier League ပြည်တွင်းမှာတော့မှခက်ခဲတာမဟုတ်ဥရောပမှာပါလုံးဝဂုံးချိန်ထဲဝကြီးမားတာဗျာလဘာဘွေခြေစွမ်းရောကွင်းရောဒါမဲ့အဲ့ဒါကို PSG တို့ကယုံကြည်မှုရှိရှိနဲ့အကောင်းဆုံးကြော်ဖြတ်ပြနိုင်ခဲ့တယ်အဲ့ဒါမျိုးဒါဘာလို့ဆိုဒါဘာဒါကိုဘာလို့ကျွန်တော်ပြောလဲဆိုတော့ Enric ကဒါမျိုးသူတို့ space ရဲ့ပြင်ဆင်လာတယ်သူတို့လဘာဘွေကြော်ဖြတ်ပြနိုင်မယ်လို့လည်းယုံကြည်တယ်ဆိုပြီးသူပြောခဲ့တာပြောရရင်အားလုံးလို့လို့ကလဘာဘွေလဘာဘွေဖြစ်နေချိန်မှာဒါကိုအတင်းကို ပြည်မှာဒါကတော့ယုံကြည်မှုရှိရပါတယ်အဲဒါမျိုးတွေပေါ့အဲဒါမျိုးဆိုတော့ထားလိုက်ပါတော့အဲ့ဒီရေပန်းစားတဲ့အကြောင်းတွေပေါ့ဆိုတော့အဲ့လိုမျိုးပြီးတဲ့အခါမှာတကယ်ပွန်းထဲမှာကစားတဲ့အခါမှာလဲလုံးဝကိုရှိန်မနေဘူးအဲ့လုံးဝသိရတယ်သူတို့ကစားတဲ့ပုံစံသူတို့ကစားခြင်းတဲ့ပုံစံသူတို့ကစားကွက်ကိုအကောင်းဆုံးပုံဖော်ကစားနိုင်ခဲ့တယ်ဒါကမျက်မြင်ကိုတွေပဲဟိုတခြားအချက်လက်တွေပါအာကုန်နေစရာမလိုဘူးဘောလုံးဝဲကြိလိုက်တဲ့လူဆိုအိုက်ကွန်တန်နဲ့ပေါ့ကိုမျက်လုံးနဲ့ဓာတ်ထိ လက်တွေ့မြင်ခဲ့ရတဲ့သူဆိုတိတာတယ်ကြည်လိုက်တဲ့ပွဲတိုင်းသူတို့အကောင်းဆုံးလုပ်နိုင်ခဲ့တယ်တတောင်တတာတတာဆိုတာတယ်သူတို့အကောင်းဆုံးပုံဖော်ကစားနိုင်ခဲ့ကြတယ်ပြောရင်အဓိကပြောချင်တာတော့အန်ဖီဆိုတာယူလို့ရှိန်မနေခဲ့ကြဘူးအဲ့ဒါမျိုးအဲ့ဒါမျိုးအနေထားမှာဟိုတော်တော်လေးကောင်းတယ်ပြီးတော့အရင်ဆုံးထပ်ပြီးပြောချင်တာကခိုးရသွားတဲ့အလုံးနဲ့ပတ်သက်လို့ပေါ့အဲ့ဒီအလုံးမှဆိုရင်ဟို လဘာဘူးကလောမှာ high present ကစားပြီးတော့အကုန် marking ပေးထားတဲ့အနေထားမှာပြောအနိကတ်ကိုပေးလို့မရတော့အဲ့လိုအနေထားမှာဒမ်ဘီလီယာဟိုးအသွင်းဟိုးဒီတိုက်စစ်ကနေအသွင်းထဲထိဆင်းယူပြီးတော့လေအမဘောလုံးအရှိကြီးကြားတဲ့ထိုးပေးလိုက်တာဒမ်ဘီလီစီရောက်တယ်လှဲ့တယ်ဟိုဘက်ကဘာကိုလာလာဘာကိုလာစီကိုလှမ်းပြီးတော့ဒမ်ဘီလီယာနေပြန်ချိုးဝေးတယ်အဲ့ချိုးဝေးတာလည်းကောင်းတယ် crossing လောက်တယ် crossing လောက်တဲ့အခါမှာဒါ ဟိုဒမ်မီလီနဲ့ဒါကွန်နာဒေးတို့ပါတော့အကုန်ဖြတ်ကြတဲ့အခါမှာကူရန်ဒေးကဦးသွားတယ်အလီစီယန်လည်းလှဲတယ်ပေါ့အမှကွန်နာဒေးကထိန်းတယ်လို့မျိုးထိန်းပေးတယ်လို့မျိုးဖြစ်ပြီးတော့ဒမ်မီလီကအေးစေးပိတ်သွင်းသွားတယ်အဲ့လိုမျိုးဟိုဂိုးကတော့ပိတ်သွင်းထားတဲ့ဂိုးကမကောင်းဘူးဆိုမှသူတို့ဟိုဖန်တီးသွားတဲ့သူတို့တိုက်စစ်လမ်းကြောင်းပုံပေါ်သွားတဲ့ဘော်လုံးကြီးကစောက်ရမ်းမိုက်တယ်ဒါလိုဒါလိုမျိုးအလုံးတွေသူတို့ဒီပွဲထဲမှာအများကြီးတွေ့ရတယ်တကယ်ကိုအများကြီး အဲ့ဒီမှာဆိုရင်ဒမ်မီလီဒါကျွန်တော်အမြင်ပြောရင်ဒမ်မီလီဆိုရင်အဲ့ဒီဂိုးသွင်းသွားတဲ့သလုံးလောက်ပဲအလုံးဖြစ်ပြီးတော့ကြံတဲ့အလုံးတော်တော်များများဆိုတူဖြုံးခဲ့တာလေတူဟိုတူအလုံးမဖြစ်ခဲ့တာလေအများကြီးပဲဒါနောက်ပိုင်းခြေကြီးကျွန်တော်မကြိုက်ဘူးဒမ်မီလီကိုဒါကမကြိုက်ဘူးဆိုတာကသူခြေစမ်းလဲတကယ်လည်းမပြနိုင်ခဲ့ဘူးအဲ့အဲ့အဲ့လိုမျိုးဒါကဘောလုံးမှာကဒီလိုမျိုးတွေဖြစ်တတ်တယ်ဗျာအဲ့အဲ့လိုမျိုးတွေဟို ကွန်းလယ်နဲ့ကွန်းလယ်ကျောကတိုက်ဆက်အဓိကကစားကွက်ပိုင်းကိုပြောချင်တာပါအင်ဒိရရဲ့ကစားကွက်ကစားကွက်ပိုင်း PSG ရဲ့ကစားကွက်ပိုင်းကလုံးဝမိုက်ခဲ့တယ်ဗျာ special မိုက်ခဲ့တယ်အဲ့လိုမျိုးကွန်းလယ်ကနေကစားကွက်တာကြီးနဲ့လမ်းကြောင်းတွေအများကြီးရတယ်တောင်ပံတွေပါတယ်ကဒီချက်အစိတ်ပြင်းပြင်းကောင်းနေတာရှိရင်တကယ်တော်တော်လေးမိုက်မှာဘောတွေအများကြီးလဲပိုတော့ရနိုင်နေတယ်ပေါ့လေဒါပေမဲ့ဒီမှာတစ်ချက်ရှိတာကဒါလီဗာပူးနောက်တန်းနေကောင်းတာတွေလည်းရှိတယ်လေ အဲဒါမျိုးတော့တော်နိုင်အောင်တော့ခိုးသွင်းလို့မရဘူးဗျာပြီးရင်အလီစင်ကောင်းတာတွေလည်းရှိတယ်အဲဒီလိုမျိုးတွေလည်းရှိတယ်ပေါ့အဓိကတော့ဟိုတိုက်စစ်ကမြန်ခဲ့တယ်ဗျာအခုလိုမျိုးပေါ့ဒါကကျွန်တော် PSG ကိုအရင်ပြောတာပါ PSG ကကောင်းခဲ့တယ်လို့မျိုးပဲလီဗာပူးကလည်းမညံ့ခဲ့ဘူးဒါပေမဲ့အန်ဖီမှာကိုယ့်အိမ်ကမှာတော့သူကပိုကောင်းတဲ့အတင်ဖြစ်အောင်တော့သူကမလုတ်ခိုင်းနိုင်ဘူးပေါ့ဒါပေမဲ့အညံ့ကြီးတဲ့တော့မပါဘူးဘာလို့ဆိုတော့သူကကစားကွက်အလယ်မှာကာဒလီတယ်မရတဲ့အခါမျိုးတွေဆိုရင်တောင်မှဟောဒိန်းဒိန်းဒိန်းဆိုသူတို့ရဲ့တိုက်စစ် အချိန်မြောင်းကြီးကလုံးဝမိုက်လွန်းနေဗျာဒါကကျွန်တော်အရင်ခဏခဏပြောဘူးတယ်တကယ်ကိုတချို့အကိုရလူရတခါလေကြတော့ဗျာ PSG ကကောင်းနေမှာဒါပေမဲ့သူတို့ကကြားလိုက်ပြီးရဘောလုံးရလိုက်ပြီးလဘဘူးကဘောလုံးရလိုက်ပြီးဆိုရင်လေဒိန်းဆိုချက်ချင်းတိုက်စစ်ကိုလုံးဝကိုအလုတ်ဖြစ်သွားတာဗျာအဲ့လိုလမ်းကြောင်းတွေပွင့်ပြီးတော့ဂိုးလူဂိုးချင်းတွေအခွင့်အရေးတွေတောက်လျှောက်ဖမ်းနေတာအဲ့လိုမျိုးစောင်းရင်ကြည့်ရတာလည်းဒီဘက်ကတော်တော်ကောင်းတယ်ပြောရရင်1-0လို့ဒါပြောတာကျွန်တော်တို့ဒီတိုက်စစ်စင်မှုတွေအများကြီးတွေ့ရတယ်ဘာဘူးဆိုရင်လည်းဒါ ကိုပေါက်ကံသွင်းမှု16ကြိမ်19ကြိမ်နေမျိုးရှိတယ်ဗျာဒါ PSG ကြီးကတော့ပုံများတာပေါ့20ကျော်23 20နဲ့အဲ့လိုမျိုးတွေရှိတယ်ကိုပေါက်တဲ့မှုစုတဲ့မှုတွေဆိုလဲအာ16ကြိမ်နေအာ10ကြိမ်ပတ်ချလဲတယ်အဲ့လိုပေါ့နှစ်တင်းအဲ့လိုမျိုးတွေရှိခဲ့တယ်ဗျာဆိုတော့တော်တော်လေးအာတော်တော်လေးအစ်စ်မြင့်နဲ့ပွဲလို့လဲပြောလို့ရတယ်ဒီပွဲကလေဒါပေမဲ့ပိုကောင်းတဲ့အတင်းကတော့နိုင်သွားခဲ့တယ်လို့ပြောပြောရမှာပေါ့ဒီပွဲမှာတော့ကျွန်တော်က PSG ရဲ့ကွန်းလင်ခေါင်လေးတွေဗန်ဒင်ဟန်တို့အာ ော်တော်လေးတဘောကြတယ်အဲ့ကောင်လေးတခြားကောင်လေးကပေါ့သူတို့ကွန်းလေးအဆူဖွဲ့တော်တော်တဘောကြတယ်နောက်ဆုံးဒီပွဲမှာဒါကျွန်တော်အကြိုက်ဆုံးကစားသမားဆိုရင်တော့ဆာလက်ကိုထိန်သွားတဲ့နူနူမန်ဒက်ပဲတကယ်ကိုဒါနှစ်ကြော့လုံးမှသူစပယ်ရှယ်ထိန်သွားတာရဲ့ကျွတ်စင်ကြီးဆာလက်ကိုလေတကယ်ဆာလက်ကိုတိတ်ကိုလှုပ်မရတာတကယ်တော့တကယ်တော်တော်ခက်တယ်နော်ဆာလက်ကိုခိန်ထိန်ဖို့ရဟုတ်ဒီရီမှာဗျာ ။တော့ကိုးဖန်လီမှုကသွန်ကိုးက special လုပ်ထားတာ။စံချိန်တွေကို special တင်ထားတာ။အဲ့လိုမျိုးကစားသမားပြောကတကြော်ရဲတော့မဟုတ်နှစ်ကြော်လုံးထိန်းသွားတာဗျာ။တော်တော်လေးသူ့ကိုတော့တော်တော်လေးကြိုက်တယ်။ဟိုမိုက်လွန်းတယ်တကယ်။ဒါကကျွန်တော်ပါဇက်နဲ့ပြောနေရလို့ဗျာ။တကယ်ဟိုကြီးလိုက်ရတဲ့အချိန်လေးမှဆိုတော်တော်လေးမိုက်တယ်ဗျာဟာဟာတော့ဖြစ်တယ်မထင်သာဘူးဗျာဟာလုံးလိုက်လားဟာမန်တဲ့ထိမ့်နိုင်လိုက်လားအဲ့လိုမျိုးတွေဗျာတော်တော်လေးမိုက်တယ်ဒီဘက်မှာဒါပေမဲ့ ဟာကီမီကိုပါလဲမကြိုက်မဟုတ်ကြိုက်တယ်။ဒါပေမဲ့မန်တကြီးကပို့ပြီးတော့ထွန်ထွက်နေတယ်ဒီနေ့ပွဲမှာ။အဲအဲ့လိုမျိုးပြောနေတယ်။နောက်တစ်ခုဒါဒါကဒီပွဲကဒါအချိန်ပိုအထိပနဒီဒီသွားတာဆိုတော့နည်းနည်းတော့ပြောတာရှင်းမယ်ဗျ။အဲ့လိုမျိုးပြောစရာလေးတွေကြံနေသေးလို့။အဲအဲ့လိုမျိုးတွေရှိရဲ့။လီဗာပူးကအမျိုးအော်အပိုင်းဟိုအခွင့်အရေးတွေလွဲချော်တာမျိုးတွေလည်းရှိတယ်ပြီးတော့ကျွန်တော်တို့ PSG ကိုရမာ ကောင်းနေတာလေးလည်းရှိသေးတယ်။ဆောင်ရံပြီးကနေအလုံးတွေပိုင်းဆိုပုတ်ချက်ကြီးတွေကမိနစ်90မှာလေ။အဲ့လိုပြီးကနေလုံးတွေဆိုပုတ်ချက်ကြီးတွေကျွတ်စင်ကြီးတွေတကယ်ကိုအာတော်တော်လေးဂိုရမားတွေကတော့နှစ်အောင်လုံးကောင်းတာပါဒါပေမဲ့ဒီမြက်ကြီးဂိုရမားကတော့ပိုပြီးကာကွယ်ရတာပုတ်ရတာတော့ပုံများတယ်လို့ကျွန်တော်မြင်တယ်။ပိုပြီးတော့စိတ်ရတယ်ပုံများတယ်ပေါ့လေ။အဲ့လိုမျိုးအဲ့လိုမျိုးပေါ့လဘာဘူးကလည်းတိုက်စစ်ကတကယ်ကိုဟိုအလုံးလုံးခဲ့တယ်သူတို့ ားကျုံမဲ့အလုံးလုံးခဲ့တယ်အဲအဲ့အဲ့လိုမျိုးတွေပေါ့နောက်တစ်ခုပြောစရာရှိတာ PSG ရဲ့ခံစစ်ကလည်းလုံးဝကျစ်လက်ခဲ့တယ်ဒီမာကွန်ဟိုတို့ဥဆောင်တဲ့တကယ်ဟာကီမီတို့ပေါ့အဲဆောင်းနာပြောတဲ့မန်တန်တို့ပေါ့သူတို့တကယ်ကိုကျစ်လက်ကျစ်ကျစ်လက်လက်နဲ့ဆော့ခဲ့တာအဲ့လိုမျိုးတွေရှိတယ်ဗျာ ဒါအာဒီကောင်နေပြီးတာမှာတို့ဒါဝမ်းစီးနဲ့ပြီးတဲ့ခါမှာအချိန်ပိုဆက်သွားတယ်အချိန်ပိုမှာတော့အချိန်ပိုမှာလည်း BG ကအပိုင်လုံးတွေယာနေတယ်ပြောရရင်တော့အခုကန်ကောင်းလို့တောင်မှ penalty ထိရောက်သွားတာလို့ပြောလို့ယာဆိုလို့ယာနေတယ်ပေါ့လေနော်အဲ့ဒီမှာဟိုအချိန်ပိုမှာလည်းပွဲဖြတ်လို့ဖြတ်ခြင်းနဲ့ဖြစ်သွားတယ် BG ကအခွင့်အရေးယာနေတယ်ဆိုတော့ထားပါတော့ဒါနောက်ဆုံးမိတ်ဒါ penalty မှာတော့ BG က4-1နဲ့နိုင်သွားတယ် ဆိုတော့ဘယ်လိုလဲဆိုတော့ဒီနှလုံးလုံးအဲနုနဲ့အလုံးနဲ့ကာတကြုံရဲ့အလုံးကိုစေ့သွားတာကြီးကတကယ်ကောင်းလွန်းတယ်။ဟွန်းတကယ်ကိုမိုင်းလွန်းတယ်ဗျာ။အဓိကပထမဆုံးအနေနဲ့နူနဲ့အလုံးကိုဆာလတ်ကန်ပြီးတော့နူနဲ့ကန်တော့နူနဲ့အလုံးကိုပုတ်သွားတာကြီးကမယုံနိုင်စရာကြီးအပိုင်ကြီးပုတ်သွားတာ။ပြီးတော့လည်းနောက်ထပ်တစ်လုံးကာတကြုံအလုံးပုတ်လိုက်ပြန်တယ်။အဲ့မှလည်းဒီလားကျွန်တော်တို့ဒါကျွန်တော်တီးတဲ့ဟိုကျွန်တော်အတူကြီးတဲ့လူနဲ့တော့ပြောပြနေနေတဲ့ အရင်ကန်ရတဲ့သူကလေအသာချက်ရှိတယ်ပင်တီတွေမှာဆိုပြောနေတာဘာလို့ဆိုကိုကဖီအားမရှိဘူးအရင်ဆုံးကန်တယ်ဆိုတော့ပြီးရင်နောက်ကလိုက်ကန်ရတဲ့ကောင်ကကြာဟာသူကိုးသွားပြီကိုကကိုးပါမလားဆိုအဲ့လိုမျိုးဖီအားရှိတယ်ပြောရင်တော့အရင်ဆုံးကန်တဲ့အတင်းကအရင်ဆုံးကိုးအောင်ကိုးအောင်ကန်တော့နိုင်ရင်လေတော်တော်လေးစိတ်ပိုင်းဆိုင်ရာအရာလေအဲ့လိုမျိုးပေါ့ဒါအသာချက်ရှိရယ်ဆိုတော့အဲ့လိုပြောနေရင်လည်းပဲတကယ်ပဲလိုပါဘူးကဒါလုံးဝကိုလက်မြောက်အရှုံးပေးလိုက်ရတယ်ဗျာ PSG တို့ကတော့တကယ်ကို special ထိုက်ထိုက်တန်တန်နဲ့ နောက်တစ်ဆင့်ကိုတက်သွားတယ်ပြောရရင်တော့ဒီပွဲမှာကဟိုဘယ်လိုလဲဆိုတော့ပထမအကြော့မှာတော့မှ BHG တို့ကသူကံမကောင်းလို့ဗျာနောက်ဆုံးပိုင်းတည်းမှာအဲကိုယ်တော့ခံပြီးရှုံးခဲ့တာမျိုးပေါ့အခုပြီးတို့တို့အဲ့ဒီဟာကိုခြေရက်ပြီးသူ MV မှာအကောင်းဆုံးပြန်လာခဲ့တယ်တကယ်ကိုပို့ပြီးတော့ကောင်းတဲ့အတင်ပို့ပြီးထိုက်တန်တဲ့အတင်ကနိုင်သွားတာပါပဲဒါကိုလည်းကျွန်တော်တို့ဒါကျွန်တော်တို့ဒီတို့လီဗာပူးအတင်ကောင်းဆောင်ဖန်တိုက်ကလည်းပြောပါတယ်ကျွန်တော်တို့တို့ဒါဒီယာရီမှာတို့ရင်ဆိုင်ရတဲ့ပြိုင်ဘက် အကောင်းဆုံးပြိုင်ပွဲပဲပေါ့အာသူတို့ဟိုကောင်းတဲ့အတင်ကဒါနောက်တစ်ဆင့်ကိုတတ်သွားတာလို့ပြောခဲ့တယ်တကယ်လဲကျွန်တော်အဲ့ဒါလဲလက်ခံတယ်တကယ်ကိုอืม highlight လောက်ပြန်ကြည့်ရင်တော့နည်းနည်းတည်ရင်တည်တာလိမ့်မယ်ဟိုတပွဲလုံးကြည့်ခဲ့တဲ့လူတွေကတော့ဒါလက်ခံပါလိမ့်မယ်တော်တော်လေးကောင်းခဲ့တယ်တော်တော်လေးကြည့်ကောင်းခဲ့တယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့လီဗာပူးကလည်းမဆိုးဆိုမဲ့ပိုကောင်းတဲ့အတင်က PSG ဖြစ်ခဲ့တယ်တကယ်ကို congratulation လုပ်ပါတယ် PSG ကိုเนาะတကယ်ကောင်းလွန်ပါတယ် ဟုတ်အဲ့လောက်ပါပဲเนาะဟို minute တွေလည်းအရန်ကြီးရှည်နေမှာဆိုတော့အဆင်ပြေတော့ like and subscribe link နဲ့ကျွန်တော်ရဲ့ဘောလုံးနဲ့တန် YouTube channel လေးကိုအပိတ်ခဲ့ကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်